โอเคจองยูมิเนี่ยวิดีโอนี้ก็จะเกรดเรชั่นลงไปตัวมาဖြစ်ပါတယ်จองยูมิတယောက်ဘာတွေပြောထားတာလဲဆိုတော့ကျွန်တော်လည်းတူတူကြည့်ရမှာဖြစ်ပါတယ်ဗောနအားလုံးပဲမိင်္ဂလာပါမိသားစုများအားလုံးကျမ်းမာချမ်းသာကြပါစေတို့က PR စနစ်နဲ့ကျင်းပါတာဖြစ်တဲ့ PR စနစ်နဲ့ကျင်းပါမယ်ဆိုရင်ကျင်းပါမယ်ဆိုရင်အမျိုးသားတို့က PR စနစ်ကျင်းပါမယ်ဆိုရင်ပြည်နယ်တစ်ခုကို12အောင်လုံးနဲ့14ပြည်နယ်ဖြစ်တဲ့အတွက်168ယောက်တိတိကလွတ်တော်ကိုယ်စားလောင်းဖြစ်နေရတယ်သို့တော့အဲ့အချိန်မှာခင်ဗျားတို့က ဟာမင်းတချို့မင်းမဲခုနရှေ့မှာပြောတဲ့မြို့နယ်တွေပြည်နယ်တွေကမရမှာမရတဲ့ကိစ္စမင်းဘယ်လိုလုပ်လို့မလဲပေါ့ okay အဲ့ဒါဆိုရင် okay တို့ okay အကိုတို့188မြို့နယ်တွေကကျွန်တော်ပြန်ရွေးပေးမယ်အဲ့ထက်မှာလူ100ပဲကျန်နေထားလူ100ပဲကျန်နေထားမြို့သားလူတော်မှာလူ100ပဲကျန်နေထားလူ100ကျန်နေဆိုရင်မြို့သားလူလူ100ထက်လိုက်ရင်ခုန188က100ပေါင်းရင်288ယောက်ဖြစ်မသွားဘူးလား188ယောက်မြို့သားလူတော်မှာအဲ့တော့မြို့သားလူတော်ရယ်ပြည်သူလူတော်ရယ်ပေါင်းလိုက်188ယောက်ဖြစ်သွားတယ်เนาะအဲ့တော့ အဲ့တော့ရွေးကောက်ပွဲကျင်းပလို့ရရဆိုမြို့သားလူတော်ကလူတရာပဲရတယ်ထားလွတ်တော်မှာလူတရာပဲဝင်ထားတကယ်တော့16 168ရောက်လွတ်တော်မှာရှိရမယ်ပြီးမြို့သားလွတ်တော်ကပြည်သူလူရွေးကောက်တင်မြောက်တဲ့မြို့သားလွတ်တော်မှာထိုင်မဲ့လွတ်တော်ကိုယ်စားလှယ168ရောက်ရှိရပါမယ်ရှိရပါအဲ့ဒီထက်မှာခင်ဗျားတို့ကနှုတ်ပယ်တာထုတ်ပယ်တာမကြိုက်တာဘာညာအခုအဆင်မပြေဘူးလို့ပြောပြီးတော့ဖယ်လိုက်68မြို့လေးဖယ်လိုက်မယ်ဆိုရင်တရားကျမ်းပါတယ်တရားကျမ်းပါတယ်အဲ့တော့မြို့သားလွတ်တော်က100ခုနပြည်သူလွတ်တော်က188ပေါင်းလိုက်ပါ288လို့ခေါ်ပါတယ်ဒါကျွန်တော်ကိန်းနာပေါင်းပြတာဗောနော်ဆိုတော့ဒါတစ်ချက် ောက်တစ်ခုကခင်ဗျားတို့ကျွန်တော်ထပ်ပြောချင်တယ်နောက်တစ်ခုကအဲ့ဒီအချိန်မှာတက်မတော်တာလွတ်တော့ကိုယ်စလဲနော်နော်တက်မတော်တာလွတ်တယ်ကိုယ်စလဲတက်မတော်လွတ်တယ်ကိုယ်စလဲကတက်မတော်လွတ်တယ်ကိုယ်စလဲကပြည်သူလွတ်တော်ရဲ့အမျိုးသားလွတ်တော်ရဲ့နှစ်ရပ်ပေါင်းတက်မတော်လွတ်တယ်ကိုယ်စလဲကဘယ်လောက်ရှိလဲဆိုတော့တရားနဲ့66ရောက်ရှိရပါတယ်ဘာလို့ဆိုတော့ပြည်သူလွတ်တော်မှာ130ရှိပါတယ်အမျိုးသားလွတ်တော်မှာ56ရောက်ရှိပါတယ်အဲ့တော့တရားနဲ့66ရောက်ဖြစ်ပါတယ်အော်တရား166ဖြစ်ပါတယ်အဲ့တော့တူတယ်အလုံး3မျိုးလုံးပေါင်းလိုက်တဲ့အခါမှာလွတ်တော်ကိုယ်စားလှယ်ပေါင်းဘယ်လောက်ရလဲလို့မေးရင် လေးအဲခင်ဗျားမမြင်ရလို့မမြင်ရဘူးနော်မမြင်ရဘူး454ယောက်ရှိပါတယ်လွှတ်တော်ကိုယ်စားလေး454ယောက်တိတိလွှတ်တော်ထဲမှာရောက်ပါမယ်အဲ့တော့လွှတ်တော်မှာလွှတ်တော်မှာ90ရင်းလို့ရှိဖို့လိုအပ်တယ်လို့ပြောကြတယ်90ရင်းလို့ရှိဖို့လိုအပ်တယ်လို့ပြောကြတယ်အဲ့တော့90ရင်းလို့ဆိုတော့ကျွန်တော်ကျွန်တော်ယူလို့ပြော90ရင်းလို့ဘယ်လောက်လဲဆိုတော့664ရဲ့ထုတ်ရ332လို့ပြောတယ်အဲ့တော့ခုနကဘယ်လောက်လဲ454ဆိုတော့ထုတ်ဝက်ကဘယ်လောက်တောင်ကျော်သွားလဲ ထက်ဝက်တဲ့100တော့100ကျော်ပုံများသေးတယ်ထက်ဝက်ဆိုရဲ330နဲ့နောက်တစ်100ကျော်ပုံများနေသေးတယ်ဆိုတော့လွှတ်တော်ကိုကျင်းပလို့ရပါသလားမင်းရင်ခုနလွှတ်တော်ကျင်းပကိုရသလားမင်းရင်ခုံကပြောင်းကျင်းပလို့ရတယ်ဒါကြောင့်မလို့ကျွန်တော်လွှတ်တော်ဖြစ်တယ်လို့ပြောရပါတယ်ကျွန်တော်ပုံနေမှာဒါရီကျွန်တော် research လုပ်နေခဲ့တာလားနဲ့ချီမြင်လားဘာမှမသာ research လုပ်ပြီးမှဒီနေ့နောက်ဆုံးပူဇူပူကြီးဒီနေ့ပြောလာမယ့်အချိန်ကိုစောင့်ပြီးတော့မှအချိန်ခိုက်ကျွန်တော်ဒီနေ့ထည့်ပြောတာဖြစ်ပါတယ်အဲ့တော့ပူဇူပူကြီးကပြောတယ်လွှတ်တော်ယူကောက်ပွဲသူကျင်းပမယ်ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ဇန်နဝါရီ ဒုတိယပတ်အထိပေါ့စရိုက်ဆိုတော့ဒီစရိုက်သူချစ်ပါသွားမယ်အဲဒါမဲ့ရက်ကိုတော့ဘယ်နေ့ဆိုတော့ရက်ကိုအတိကျတော့ကျင်ညာဖို့သူနည်းနည်းချိန်နေရသေးတယ်ဆိုတော့သူပြောတယ်အဲ့တော့တေချာရာတော့ရွေးကောက်ပွဲချစ်ကိုဖြစ်မယ်လို့သူပြောချင်တာဒါသူတို့ပြီးပြောတဲ့စကားကိုကျွန်တော်ပြောပြီးတော့ရွေးကောက်ပွဲချင်းပါလို့ရချင်းမရချင်းကိုခင်ဗျားတို့ကိုကျွန်တော် message သတင်းစကားတစ်ခုပေးတာဖြစ်ပါတယ်အဲ့တော့ရွေးကောက်ပွဲချင်းပါလို့ရပါသလားလို့မေးရင်ကျွန်တော်အဖြေထွက်ပြီးတင်တယ်တစ်ချက်ပေါ့နော်ဒုတိယတစ်ချက်ကဒုတိယတစ်ချက်ကဘုဇုံကြီးပြောတဲ့တေချာတယ်မှာဒုတိယတစ်ချက်ကဘာလဲဆိုတော့ PDF အပါဝင်တဲ့တောင်းချမ်းသူတွေတိုင်းသားလက်နက်အဖွဲ့အစည်းအကုန်လုံးအတွက်ကိုငြင်းချမ်းရေးတကားအခုထိဖွင့်ထားတယ် လာခဲ့ဖို့ဖိတ်ခေါ်တယ်ဆိုတဲ့စကားလေးသူပြောပါတယ်ပြောချင်တာဒီကြိုင်းလုံးလုံးမယ်ဆိုလာခဲ့ NGG PDF ဒီတိုင်းသားလက်နက်ကအကုန်လုံးလာခဲ့အကုန်ငါလက်ခံတယ်အကုန်လုံးစကားပြောမယ်လာခဲ့ဆိုတော့မျိုးဘိုးချုပ်ကြီးတို့ကိုယ်တိုင်က open ဖြစ်သွားတာ open talk လာခဲ့အဲ့လိုခေါ်တာအဲ့ဒီစကားမျိုးဘိုးချုပ်ကြီးမောင်းလာဒီနေ့ပြောသွားပါတယ်အဲ့တော့သူပြောတဲ့စကားလေးကျွန်တော်ဖတ်ပြပါမယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့နိုင်ငံတော်စီမံဥပဒေကောင်စီစတဲ့တာဝန်ကြီးလက်ချင်းတပြိုင်တည်းဦးစားပေးလုပ်ခဲ့တာတော့ထားဝရကြီးချမ်းရေးပါတဲ့ထားဝရကြီးချမ်းရေးလုပ်တာဖြစ်တဲ့အတွက်ကော်မတီတွေကိုဖွဲ့စည်းတယ် ပြီးတော့ဖေဖော်ဝါရီစပြီးဒီကြိမ်ဆွေးနွေးဆွေးနွေးပွဲတွေအများအားလမ်းဖို့ပြီးကြိုဆိုခဲ့တယ်ကြိုတင်ကမ်းသတ်ချက်တွေမရှိဘဲနဲ့ဆွေးနွေးပွဲတွေကိုဖိတ်ခေါ်တယ်ကမ်းလှမ်းနေတယ်ကြိုတင်ကမ်းသတ်ချက်မရှိဘဲဖိတ်ခေါ်တယ်ကမ်းလှမ်းနေနော်အဲ့တော့တွဲဆောင်ဆွေးနွေးပွဲလုပ်ခဲ့တာအားလုံးသိပြီဖြစ်ပါတယ်လို့သူကပြောတယ်အဲ့တော့ကျွန်တော်ရည်မှန်းထားတဲ့ပြည်အောင်စုတည်ဆောက်ဖို့လုပ်တဲ့အခါမှာတဲ့ပြည်တွင်းချင်းချင်းချုပ်ချင်းရေးနဲ့ထားဝရရရရှိဖို့အသက်အမြတ်အရေးကြီးပါတယ်တဲ့နော်အဲ့တော့လက်နက်ကိုင်လမ်းစဉ်နဲ့အချက်ဖက်လို့ရတဲ့ကြောင့်နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့တဲ့ဆုံးရှုံးမှုတွေကိုထောက်ရှုပြီးတော့ထားဝရငင်းချင်းချင်းနဲ့ဖိုးတရတွေအတွက်ပြည်သူတွေရဲ့အတူလက်ထောက်ဆောင်တို့ပါတယ်တဲ့ဒါကြောင့်တဲ့ နိုင်ငံတော်ဆန့်ကျင်တိုက်ခိုက်နေတဲ့တိုင်းသားလက်နက်အဖွဲ့အစည်းတွေအကြမ်းဖက်တောင်းကျမ်းသူအဖွဲ့တွေအကြမ်းဖက် PDF အဖွဲ့တွေနဲ့လက်နက်ကင်အကြမ်းဖက်တိုက်ခိုက်တဲ့သူတွေအနေနဲ့လမ်းလက်နက်ကင်လမ်းစဉ်ကိုဆွတ်လွတ်ပြီးတော့ပါတီနိုင်ငံရေးလမ်းကြောင်းရွေးကောက်ပွဲလမ်းကြောင်းတွေနဲ့တင်နိုင်ငံရေးပြည်ထောင်စုနိုင်ငံရေးနဲ့ဖြည့်ရှင်းဆောင်ရွက်နိုင်မှုအကြိမ်ကြိမ်ဖြစ်ကိုကန့်လာထားပြီးလည်းဖြစ်ပါတယ်တဲ့အဲ့တော့နောက်ထပ်အနေနဲ့နိုင်ငံရေးနည်းလမ်းကိုသဘောပေါက်မှဖြည့်ရှင်းဖြည့်ရှာခြင်းနဲ့ဖြစ်မှဖြည့်ရှာခြင်းနဲ့ဖြည့်ရှာမှဖြစ်တဲ့အတွေ့အထိညီချင်းစုနေမှုတွေအများအားဖြင့်ကြိုးစုလမ်းဖွင့်ထားတယ်လို့ဘုဇမှုကြီးကပြောတာပြောချင်တာကတော့ဒီ forum ကနေတဆင့်ထပ်ပြီးပြောလို့တာကသူဒီ ညီညာရေးဆွေးနွေးခြင်းလေညီညာရေးကိုပြည်သူတို့မျက်နှာထောက်ထားပြီးညီညာရေးဆွေးနွေးခြင်းလေဆိုရင် PDF တွေရောဘာကောင်ညာကောင်တွေရောလက်နက်ကင်တွေအကုန်လုံးနာခဲ့ကြိုက်တာနဲ့ဆွေးနွေးလို့ရတယ်ဆွေးနွေးမယ်လို့သူကပြောတာဒါဟာဓာတ်ထက်ဓာတ်ထက်ပွင့်လင်းတဲ့ဖိတ်ခေါ်မှုကမရှိတော့ဘူးကွာအကုန်သွားပြီရှင်းဒလဟောကြီးဖြစ်သွားပြီအကုန်လုံး open ဖွင့်ပြီးလာတာမင်းတို့ဆွေးနွေးခြင်းလာခဲ့ဆွေးနွေးမယ်ဒီလိုပြောတာဒါဒီဓာတ်ထက်ကောင်းတော့ဓာတ်ထက်ဖြေလျှော့စရာလည်းမရှိတော့ဘူးထင်တာပဲအဲ့တော့ဒါပုံစံမျိုးပြောတဲ့ဒုတိယ message ပေါ့နော်နောက်တတိယ message ကဘာလဲလို့မေးရင် ဲ message ကတော့ကျွန်တော်တို့နိုင်ငံသားတွေအားလုံးသိသိချင်းတဲ့ message ပါအဲ့ဒါပါလဲဆိုတော့ကျွန်တော်တို့နိုင်ငံကတပားသူရဲ့ဩဇာကံဖြစ်လို့မရဘူးဆိုတော့သူပြောတာเนาะဆိုတော့မြန်မာနိုင်ငံရဲ့ဒီနိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ရင်သူပြောတဲ့စကားလေးတစ်ခုရှိတယ်เนาะနိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြောတဲ့စကားလေးတစ်ခုရှိတယ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့တဲ့เนาะကမ္ဘာနိုင်ငံတွေနဲ့တာဟသရာဖြစ်နေဖို့လိုအပ်တာမှန်ပေမဲ့လေတဲ့ဩဇာကံဖြစ်မသွားဖို့ကိုတော့ကျွန်တော်တို့ကအထူးသတိပြုရမှာဖြစ်တယ်တဲ့ ကျွန်တော်နိုင်ငံကတမိုင်းချောင်းနောက်ခံနေအကြလွတ်လပ်ပြီးတက်ကြွပြီးဗမလိုက်တဲ့နိုင်ငံကြီးမူဝါဒကိုကျင့်သုံးပြီးတော့နိုင်ငံချင်းချင်းမိဘဝံပြဆက်ဆံရေးညီညာသာလူချင်းလွတ်နေထိုင်ရေးမူငါးချက်နဲ့အညီစောင့်ထိုင်နိုင်လည်းရှိပါတယ်တဲ့ခွဲခြားလို့မရတဲ့အိန္ဒိယနိုင်ငံများနဲ့လည်းလာဟသာရဖြစ်တဲ့ဆက်ဆံမှုရှိဖို့လိုအပ်တယ်လို့မြို့နိုင်ငံရဲ့တည်ဆဲဥပဒေကိုလည်းလေးစားလိုက်တဲ့တမိုးတရားကိုတိုက်တွန်းလိုတယ်ဆိုပြောတာတနည်းအားဖြင့်ကျွန်တော်တို့ကနိုင်ငံကနေဆက်ဆံလို့ရတယ်မတေးုံနဲ့ဆက်ဆံမယ်အိန္ဒိယနဲ့ဆက်ဆံမယ်ထိုင်းနဲ့ဆက်ဆံမယ်အမေရိကန်နဲ့ဆက်ဆံမယ်ဥရောပနဲ့ဆက်ဆံမယ်ဂျပန်တောင်ကိုရီးယားဆက်ဘယ်နိုင်ငံနဲ့ဆက်ဆံဆက်ဆံလို့ရတယ် ဒါပေမဲ့ကျွန်တော်ကနိုင်ငံတစ်ခုခုရဲ့ဩဇာကနိုင်ငံဖြစ်မသွားဘူးနံပါတ်1အရေးကြီးတယ်နံပါတ်2ကအဲ့ဒီနိုင်ငံတွေအကုန်လုံးကလည်းကျွန်တော်ကလာဆက်ဆံနိုင်ငံတွေအကုန်လုံးကလည်းကျွန်တော်နိုင်ငံဥတီကိုလေးစားလိုက်နာဖို့လို့လေတာဝန်သူ message ပေးသွားတယ်နိုင်ငံကတန်တမာနေတော့မှပေးသွားတယ်ဘသူတွေလာလဲဆိုခေါင်းဆောင်တွေလည်း Mr. Tate ရှိကျွမ်းကိုယ်တိုင်လာသွားတယ်အိန္ဒိယကတင့်တန်ပညာရှင်တယောက်လာသွားတယ်တကယ်ကိုအိန္ဒိယရေးပါတဲ့ပုဂ္ဂိုလ်တွေလည်းလာတယ်တရုတ်ကရေးပါတဲ့ပုဂ္ဂိုလ်တွေလည်းလာသွားတယ်ဒီထိုင်းရလူတွေလည်းလာတယ်ထိုင်းရဆိုခင်ဗျာကာဝေးဥစည်းချုပ်ဟောင်းနေထိုင်းနိုင်ငံကြီးဒုဝန်ကြီးဟောင်းနေအစအကုန်လာသွားတာဒီပွဲကသူတို့ပြောချင်တာကဒီလောက် ိုလူတော်တော်စုံနဲ့ဖိုရန်ကြီးထဲမှာလူတော်တော်စုံနဲ့ဖိုရန်ကြီးထဲမှာသူဒီစကားတွေကိုပြောတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်။အဓိပ္ပာယ်ရှိဒီကိစ္စပြောအဓိပ္ပာယ်ရှိတယ်။ဆိုတော့ဟိုသူ့ရဲ့ဒီ fake ခေါ်ချက်၃ချက်ကဒီ၃ချက်လုံးကကျွန်တော်တို့အဲ့လူတွေကိုသိသိချင်းနဲ့ပြန်ပြီးတော့ review ပြန်လုပ်ပေးတာဖြစ်ပါတယ်။ Carol အနေနဲ့ဒါလေးကိုပြန်ပြီးတော့စဉ်းစားပြီးတော့သူပြောတာဟုတ်လားမဟုတ်လား Carol ကိုယ့်အကိုစဉ်းစားလို့ရပြီလို့ကျွန်တော်ဒီလိုပြောချင်တယ်။ဒါတော့ကျွန်တော်ဗိုလ်ချုပ်ကြီးတို့ Peace Forum နဲ့ပတ်သက်ပြောတာပါ။ဒီနေ့ Peace Forum ရဲ့ဆွေးနွေးပွဲကတော့ပွင့်လင်းပြောရင်တော့အပေါ်မှာ panel discussion ပုံစံမျိုးလူ၄ယောက်ကဲ သူသူ moderate လုပ်တဲ့လူက9ယောက်ထိုင်ပြီးတော့စကားပြောတယ်အဲအဲ9ယောက်က moderator နေပြီးတော့ तू ကဒီတက်ပြီးတော့ဆွေးနွေးတဲ့ပညာရှင်နိုင်ငံသားပညာရှင်4ယောက်လုံး4ယောက်6ယောက်ပေါ့ဗျာအဲ6ယောက်လုံးကို तू စကားပြောတယ်ပြောပြီးသူတို့ကပြန်ပြီးတော့ပြောတယ်ငါတယောက်ချင်းစီမင်းမင်းကိုမေးတာသူထပ်ဖြေတယ်ဖြေပြီးတော့သူတို့အမြင်နေရှုတော့နေပြောတယ်ဒီလိုနဲ့ဒီမြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့မြန်မာနိုင်ငံငြိမ်းချမ်းရေးမြန်မာနိုင်ငံဒီမိုကရေစီအတွင်းကုပြောင်းရေးမြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲနဲ့မြန်မာနိုင်ငံရဲ့ဒီလက်ရှိငလျင်နဲ့ထိခိုက်ကစားမှုတွေဒါတွေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတာတွေ့ရတယ်ဆိုတော့ဒါတွေဆွေးနွေးပြီးတော့ပြောကြတယ်အဲ့ဒီမှာတိတ်ရှီကျွမ်းက သူ့ရဲ့ main core ထဲမှာပြောတဲ့စကားလေးတစ်ခုရှိတယ်ကျွန်တော်အဲ့ဒါကိုပြောချင်လို့ဒီနေ့နှုတ်လေးလုပ်ထားတာပေါ့နော်ဒီနိုင်ငံတကာကကျွန်တော်တို့နိုင်ငံရဲ့ဟိုဆက်ဆက်တန်ကျွန်တော်နိုင်ငံနဲ့ပတ်သက်နိုင်ငံတကာဘာပြောလဲဆိုတာနဲ့ပတ်သက်လို့ပေါ့နော်တိတ်ရှိကျွန်တော်ပြောရလေးရှိတယ်ကျွန်တော်နှစ်ချက်ပဲမှတ်မိတယ်ကျွန်တော်တို့တိချောင်းကျွန်တော်အဲ့ဒီမှာတွားရခဏသွားတော့ချိန်မှာရုတ်တရက်လစ်သွားတယ်ဗလစ်ဟာကွာဒါပေမဲ့နှစ်ချက်မှတ်မိလိုက်တယ်ပြောတာကိုကြားလိုက်တယ်အဲ့ဒါပါလဲဆိုလာရှိုးမျိုးကိုမြန်မာနတ်ဆက်ကဆိုလည်းလက်ထက်ကိုပြန်လည်တွဲပြောင်းနိုင်မှုတွေသူတို့ကဂျားကနေပြန်ပြီးတော့မော်ဒရိတ်လုပ်ပြီးညှိနှိုင်းပြီးတော့တိုင်ပင်ပြီးတော့လာရှိုးမျိုးကိုနတ်ဆက်လက်ထက်ကိုပြန်အပ်ပေးနိုင်ခဲ့တဲ့ ဂျာကန်ညီနိုင်ဆွေးနွေးပိုင်ပြနိုင်ခဲ့တယ်ပြနိုင်ခဲ့ပါတယ်ဆိုတော့သူတို့ကသူတို့ခုံယူပြောတယ်ဆိုတော့တော့သူတို့ဒီမြန်မာညီချင်းချင်းမှာအစင်ဆက်မပြတ်ပါဝင်ပြနေတယ်ဆိုတော့သူတို့တည်ပြတယ်ပြောသွားတယ်တွေ့ရတယ်အရေးကြီးဆုံးအချက်ကတော့မကြခင်ကျင်းပမယ်မြန်မာနိုင်ငံရူကော့ပေါ်နဲ့ပတ်သက်လုံးဝသူတို့ fully support ပေးမယ်တရုတ်ကမြန်မာနိုင်ငံရူကော့ပေါ်ကို support လုပ်မယ်လို့ကိုတိကျပြောသွားတယ်ဆိုတော့အဲ့ဆိုရင်တရုတ်ကအဲ့တိုင်းပြောသလိုအိန္ဒိယကိုမပြောဘူးလားဆိုတော့အိန္ဒိယကလည်းအဲ့တိုင်းပြောသွားတာအိန္ဒိယသံတမန်ကြီးကလည်းပြောသွားတယ်မြန်မာနိုင်ငံနဲ့ပတ်သက်လို့ရှိရင်တို့တို့မှာ policy ၃ချက်ရှိတယ်ပေါ့နှစ်ချက်ကိုကျွန်တော်မှတ်မိလိုက်တယ်ဟဲ့တို့ကလည်း at e at e နဲ့နောက်တော့အိန္ဒိယရဲ့ဒီဒီ neighborhood neighbor 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 neighborhood fast ပေါ့နော်ဆိုတော့အရှိမျောဝါဒနဲ့အိန္ဒိယပထမဆိုတဲ့မူဝါဒကိုအိန္ဒိယကိုင်ဆွဲပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ရင်သူတို့ကအမြဲတမ်းသူဦးစားပေးနေပတ်တင်မှာထားပါတယ်သူတို့ရဲ့နိုင်ငံထားတယ်ပြောတယ်ပြီးတော့တစ်ချိန်တည်းမှာပဲအိန္ဒိယကလည်းမြန်မာနိုင်ငံရဲ့ဒီအဲမြန်မာနိုင်ငံရဲ့လက်ရှိဖြစ်နေတဲ့အခင်းကျင်းတွေနဲ့အခြေအနေတွေအားလုံးပေါ်မှာသူတို့စာနာထောက်ထားဆိုတာဖြင့်ယူကော့ပွဲကျင်းပမယ့်ကိစ္စပေါ်မှာသူတို့အနေနဲ့အဲအစင်းစင်း ကူညီဝိုင်းကူညီပေးမယ်ဆိုတာမျိုးတွေသူတို့ပြောတယ်ဒါအိန္ဒိယလည်းမြန်မာယူကောက်ပေါ်ကူညီမယ်လို့ပြောသွားပြီနောက်တစ်ချိန်မှာပြီးတော့အိန္ဒိယမြန်မာရဲ့ rare art နဲ့ပတ်သက်တာတွေနဲ့ဒီနီးပညာကိစ္စတွေကိုလည်းအိန္ဒိယစိတ်ဝင်စားရှိနေတဲ့ပုံပေါ်တဲ့အကြောင်းသူထည့်ပြောသွားတယ်ဒါအထက်ပြောသွားပေါ့နော်ဆိုတော့ထိုင်းနိုင်ငံကြီးဝန်ကြီးတို့ဘာလို့ကလည်းဘာထပ်ပြောသွားနိုင်ငံကြီးဒုနိုင်ငံကြီးဒုဝန်ကြီးအောင်လည်းဘာပြောသွားလဲဆိုတော့မြန်မာနိုင်ငံမြန်မာနိုင်ငံမြန်မာဒီမိုကရေစီစနစ်ကိုအကောင့်တွေပေါ်မဲ့ယူကောက်ပေါ်နဲ့ပတ်သက်လို့သူတို့ထောက်ခံတယ်လို့ပြောတယ်အဲ့တော့ကျွန်တော်တို့ကဒီညမှာမြန်မာနိုင်ငံနဲ့ပတ်သက်လို့ဘိုးချုပ်ကြီးပြောတဲ့မိကုန်းကတစ်ခုပါတယ်မြန်မာနိုင်ငံမြန်မာဒီမိုကရေစီကိုတွားဖို့ဆိုတာမျိုးသူကတွားပြီးပြောဆိုတယ် ျွန်တော်နိုင်ငံနဲ့ကိုက်ညီတဲ့ဒီမိုကရေစီကိုကင်တွယ်ခြင်းသုံးသွားလာဖို့ဘုဇုံမကြီးတို့ကအများအားဖြင့်ပြောတယ်